မင်္ဂလာပါခင်ဗျာလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်သံသတင်းအစီအစဉ်ကနေကြိုဆိုပါရစေကျွန်တော်ကနေရင်ချောပါမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ညဝင်းအောင်ပါအခုကျွန်တော်တို့နိုဝင်ဘာ17ရက်နေ့သတင်းအစီအစဉ်ကိုစတင်ထုတ်လွှင့်ပါတော့မယ်ခင်ဗျာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပါတီမှတ်ပုံတင်ပြီးရွေးကောက်ပွဲပြန်ဝင်မဲ့ကိစ္စကိုနိုဝင်ဘာလ17ရက်နေ့ကကျင်းပခဲ့တဲ့ဘိုးဦးစည်းအဖွဲ့စီဝေးကနေဆုံးဖြတ်လိုက်ပါတယ်ဒီစီဝေးကို NLD ဘိုးလုံးမှုဆောင်အဖွဲ့ဝင်တွေအပြင် NLD ပါတီရဲ့ညီနောင်ပါတီတစ်ခုဖြစ်တဲ့အမျိုးသားဒီမိုကရေစီပါတီက ဘိုးဦးစီးအဖွဲ့ဝင်တွေလည်းတက်ရောက်ခဲ့ပါတယ်။စီဝေးကိုတက်ရောက်ခွင့်ရှိတဲ့ဘိုးဦးစီးအဖွဲ့ဝင်136ယောက်ထဲက106ယောက်တက်ရောက်ခဲ့ပြီးဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဘုံမီးခွေဆိုတဲ့ကိုသဘောတူပါလားခင်ဗျာသဘောတူပါလားသဘောတူပါလားခင်ဗျာသဘောတူပါလားဘုံမီးရောက်ပြီးဆုံးကြလိုက်ပြီကိုသဘောတူရမတူရတော့ပုံမှန်နေနေဆွေးနွေးလို့ရတာ ဒါနဲ့ဆုံးဖြတ်ချက်ချပြီးပြီဆိုလို့ရှိရင်အဲ့ဒီချမှတ်တဲ့ဆုံးဖြတ်ချက်အတိုင်းစိတ်ရောကိုယ်ကလိုက်ပြီးတော့လုပ်ပြရမှာဒါဟာဒီမိုကရေစီတာဝန်တစ်ခုဖြစ်တယ်ဆိုတော့ကျွန်တော်အလုံးကိုနားလည်ကြည့်ချင်ပါတယ်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဟာဥပဒေနဲ့ညီမှတ်ပုံတင်ပြီးရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်ဖို့ဘိုးဦးစည်းအဖွဲ့ဝင်အားလုံးကတညီတညွတ်ထက်ဆွေးနွေးခဲ့ကြပါတယ်ပါတီကလည်းဒီမိုကရေစီနည်းလမ်းတကျဆုံးဖြတ်ချက်ချထားတာကိုဆုံးဖြတ်ချက်အတိုင်းလက်ခံနိုင်ဖို့လိုတယ်လို့ဒေါ်ဆန်းစုကြည်ကပြောပါတယ် ဒါ့အပြင်ဒီမိုကရေစီစိတ်ဓာတ်နဲ့ပတ်သက်ပြီးဒီမိုကရေစီနိုင်ငံတွေရဲ့သမရရွေးကောက်ပွဲတွေမှာကိုကမဲပေးတဲ့သမရဖြစ်စေမဲမပေးတဲ့သမရဖြစ်စေလက်ခံရတဲ့အကြောင်းလည်းပြောပါတယ်အဲ့တော့ဒီလိုဒီမိုကရေစီနီးရလွတ်ခဲ့လို့ရှိရင်ကိုယ့်ဘက်မှာရှုံးတဲ့အခါလည်းရှိမယ်ကိုယ့်ဘက်မှာနိုင်တဲ့အခါလည်းရှိမယ်ဆိုတော့တစ်ခါလေးလက်ခံထားအောင်ဖြစ်ပါလေအမြဲပဲနိုင်ကျင်နေတယ်ဆိုတော့ဒါဒီမိုကရေစီစိတ်ကမဟုတ်ဘူးဆိုတော့အားလုံးဆင်ခြင်နေပါလေပါတီမှတ်ပုံတင်ရင်လည်းရွေးကောက်ပွဲပြန်ဝင်ရေးဆွေးနွေးချက်တွေကိုအခြေခံပြီးပါတီမှတ်ပုံတင်ရင်လည်း ရွေးကောက်ပွဲကိုပါဝင်ရှင်ပြိုင်မဲ့အကြောင်းတရဝင်ကြေညာချက်ကိုဘိုးအလုံးမှုဆောင်အဖွဲ့ကအထူးကြေညာချက်တင်မြင့်ဆောင်17မြင့်ဆောင်17နဲ့ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာမိမိတို့နိုင်ငံမှာចောင်းသူចောင်းသားတွေကိုမိဘတွေပါစိတ်ချမ်းသာစေတဲ့ပညာရေးစနစ်ကောင်းတစ်ခုဖြစ်ပေါ်စေလို့တဲ့ဆန္ဒရှိចောင်းမျိုးသားညီမျိုးကစီအဖွဲ့ချုပ်အထွေထွေတွင်မူဒေါန်ဆန်းစုကြည်ကနိုဝင်ဘာ18ရက်နေ့မှာပြောကြားလိုက်ပါတယ်။လှိုင်းသာယာမြို့နယ်ကအမေအိမ်အခမဲ့ပညာဒါနစာသင်ကျောင်းကိုတွားရောက်ခဲ့စဉ်ကျိုးစိုးနေတဲ့လူလူ2000ကျော်ကို ပြောကြားလိုက်တာဖြစ်ပါတယ်အခြေခံနိုင်ငံရဲ့အသိစိတ်ကိုမေးလို့ကြပါကျမတို့ဒီနိုင်ငံကိုပြန်လည်ထူထောင်ရေးအတွက်ဒီနိုင်ငံက PDP ဘာသာဆွေးနွေးပွဲမှာမျက်နှာရေးအတွက်မိတ်တဲ့အခါမှာဝိုင်းရဲ့ကိုကြပါလို့ကျမအနေနဲ့ စ်ဒောင်းဝိတာရခပါလေစစ်ဒောင်းပါလေအားလုံးပုံရပေးကြလားစစ်စစ်ပါလေဒေါ်စန်းစုကြည်ဟာမြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ဗီဒီအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဌာနဝန်ကြီး Mr. Andrew John Bower မြေချမ်းနဲ့မြန်မာနိုင်ငံဆိုင်ရာဗီဒီရှာတာမကြီး Andrew Hain တို့ကိုလှိုင်းသားရမြို့နယ်ကအမေအိမ်အခမဲ့ပညာဒါနစာသင်ကျောင်းကိုတွားရောက်ပြသခဲ့တာပါ။ဒေါ်စန်းစုကြည်ကကျောင်းသူကျောင်းသားများအနေနဲ့ ငယ်ရွယ်စဉ်ကလေးကနိုင်ငံရေးကိုအထိုက်အလျောက်နားလည်သင့်တယ်လို့နိုင်ငံကောင်းစားဖို့ပြည်သူတွေကိုအရေးအတွက်တင်မကအရေးချင်းမှတိုးတက်စေလိုပြီးပညာရေးနဲ့ဆက်ရမှာလို့ခံယူတဲ့အတွက်အခုလိုကြောင်းများဖွင့်လျက်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြပါတယ်။ဒေါအောင်ဆန်းစုကြည်ကပြည်သူလူထုစင်ရဲမွဲတင်မှုပပျောက်ရေးကိစ္စအတွက်နိုင်ငံသားကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ဆွေးနွေးနေတဲ့အကြောင်းပြောဆိုခဲ့သလိုအခုလိုဗီဒီရှား ဖွံ့ဖြိုးရေးဝန်ကြီးကိုဘယ်လိုအကူအညီတွေပေးနိုင်လဲဆိုတာသိရှိအောင်လာရောက်ပြသခြင်းဖြစ်ကြောင်းလဲပြောကြပါရခင်ဗျာအင်ဒိုနီးရှားနိုင်ငံဘာလီကျွန်းမှာကျင်းပနေတဲ့အာဆီယံထိပ်သီးညီလာခံကနေလာမယ့်2014ခုနှစ်အာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌတာဝန်အဖြစ်မြန်မာဆိုးရကိုတာဝန်ပေးလိုက်ပါတယ်မြန်မာနိုင်ငံမှာဆေးဆိုးရကနှစ်ပေါင်းများစွာအုပ်ချုပ်လာတာကနေအရသာအဆိုးရဖြစ်လာပြီးပြုပြင်ပြောင်းလဲမှုတွေအကောင့်ထဲပေါ်လာတဲ့အတွက်အခုလိုတာဝန်ပေးရလိုက်တာလို့သိရပါတယ် မြန်မာနိုင်ငံကအပြောင်းလဲတွေဟာအများမျှော်လင့်ထားတဲ့အဆင့်ထိမရောက်ရှိသေးပေမဲ့အာဆီယံအဖွဲ့အစည်းနဲ့မြင်တာကမြန်မာနိုင်ငံကလက်ရှိအပြောင်းလဲတွေဟာလက်ခံနိုင်လောက်တဲ့အခြေအနေမှာရှိနေတယ်လို့မလေးရှားဝန်ကြီးချုပ်မစ္စတာနာဂျက်ရာဇက်ကပြောပါတယ်။အင်ဒိုနီးရှားနိုင်ငံသားရေးဝန်ကြီးမစ္စတာနာတလီကာဝါကလည်းမြန်မာနိုင်ငံမှာတည်တာတဲ့အပြောင်းလဲတွေရှိနေပါတယ်။အခုလိုအလှည့်ကျဥက္ကဋ္ဌတာဝန်ကိုမြန်မာအစိုးရအနေနဲ့တာဝန်ယူနိုင်ဖို့အတွက်အခြေခံကောင်းတွေဖြစ်လာပြီဆိုတာကိုအာဆီယံခေါင်းဆောင်အားလုံးက လက်ခံသဘောတူကြတယ်လို့ပြောပါတယ်။အမေရိကန်အစိုးရကတော့မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲမှုတွေရှိနေတာနိုင်ငံရေးအကျဉ်းသားတချို့ကိုလွှတ်ပေးတာတွေရှိခဲ့ပေမဲ့အပြောင်းလဲဟာလုံလောက်မှုမရှိသေးပဲလူခွင့်အချိုးဖောက်မှုတွေလည်းဆက်လက်ရှိနေဆဲဖြစ်တဲ့အတွက်အလှည့်ကျဥက္ကဋ္ဌတာဝန်မပေးဖို့ကန့်ကွက်ခဲ့ပါတယ်ခင်ဗျာ။မြန်မာနိုင်ငံဆိုင်ရာအမေရိကန်အစိုးရအထူးကိုယ်စားလှယ်ဒရိတ်မီချက်ဟာ RFA လွတ်လပ်တဲ့အာရှတန်ကိုနိုဝင်ဘာလ16ရက်နေ့ကလာရောက်လည်ပတ်ခဲ့ပါတယ်။သူလာရောက်လည်ပတ်ချိန်မှာ မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တချို့ကိုအလို့သဘောပြောဆိုဆွေးနွေးခဲ့ပါတယ်။နိုဝင်ဘာလအတွင်းနောက်ဆုံးသွားခဲ့တဲ့ခီးစဉ်မှာလည်းလူမှုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အပါအဝင်တက်မတော်ကားခွဲရေးဦးစီးချုပ်နဲ့လည်းတွေ့ဆုံခဲ့ပြီးတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့နေမြေတွေမှာအကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ဆွေးနွေးခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံအတွက်အသေးစားချင်းတွင်နဲ့လေယာဉ်စိုက်ပျိုးရေးကဏ္ဍအတွက်အကူအညီတွေတိုးချဲ့ပေးသွားဖို့စဉ်းစားနေတယ်လို့လည်း သူ့ခီးစဉ်ပြီးဆုံးရင်မှာ Mr. Derek Mitchell ကပြောပါတယ်ခင်ဗျာလွတ်လပ်တဲ့အာရှတန် RFA ရဲ့ရုပ်သံသတင်းစီစဉ်တွေဒီမှာပဲပြီးပါပြီခင်ဗျာကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် RFA ပြည်သက်အားလုံးရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ